မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ AP လ20ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ်တိုက်ပွဲသတင်းကတော့ KNB နဲ့မြောက်ရီမြို့နယ်ထိုင်းမြန်မာနယ်စပ်အမှတ်နဲ့ချစ်ကြည်ရေးဒရာဝဲအတွဲမှာစစ်ကောင်စီတပ်များနဲ့တော်လိုင်းတပ်များကြားမှာတိုက်ပွဲတွေဖြစ်ပွားနေပြီးတော့ထိုင်းစစ်တပ်ကလည်းစီရေးအစင်တင့်ပြင်ဆင်ထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မြောက်ရီမြို့ပြင်အမှတ်နဲ့ဒရာဝဲအတွဲမှာပုံအောင်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုမနေညာကတော်လိုင်းတပ်ဖွဲ့များက drone နဲ့ဗုံးကျဲချမှုဖြစ်ပွားခဲ့ပြီးတော့နှစ်ဖက်တိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွားခဲ့ကြောင်းကိုထိုင်းသတင်းဌာနတွေကသတင်းဖော်ပြနေကြပါတယ်စစ်ကောင်စီတပ်သားများပုံအောင်နေတဲ့အမှတ်နဲ့ချစ်ကြီးဒရာဝင်းအတွင်းကိုတော်လိုင်းတပ်များကဝင်ရောက်နေပြီးတော့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကတော့ထိုင်းမြန်မာနယ်ကြား တောင်ရင်မြစ်ကမ်းဘေးမှာအစုလိုက်ပြုံလိုက်ထွက်ပြေးနေတယ်လို့ KNL ရဲ့သတင်းအရင်းမြစ်ကပြောဆိုထားပါတယ်။စီရေးသတင်းအရင်းမြစ်ကဒီမနက်သတင်းဝင်လာတာတော့တရားဝင်းနဲ့ကိုဝင်လို့ရပြီ။စစ်သားတွေကတော့တောင်ရင်မြစ်ကမ်းနဖူးတွေဘက်ကိုထွက်ပြေးနေတယ်။လက်နက်မချဘူး။လက်နက်မချလို့ကိုဝင်တိုက်တာ။စစ်သားတွေဘက်ကထိခိုက်သေးဆုံးမှုများတယ်ပြောတယ်။အတိအကျတော့မသိရသေးဘူးလို့ပြောဆိုခဲ့ပါတယ်။ AP လ19ရက်နေ့ညပိုင်းကနေစတင်ပြီးတော့ဒီကနေ့ AP လ20ရက်နေ့မနက်အထိကို အမတ်နဲ့ချစ်ကြည်ဒရာအနီးမှာတညာလုံးတမနာလုံးလက်နဲ့ကြီးလက်နဲ့ငယ်ပြစ်ခတ်တန်းတွေကိုကြားနေရတယ်လို့မဲဆောက်မှာနေထိုင်တဲ့သူတွေကပြောပါတယ်။ဒါအပြင်တော်လိုင်းရေးတပ်များက drone များ40မမ60မမများနဲ့ပြစ်ခတ်ခြင်းစစ်ကောင်စီတပ်များကလည်းဒရာဝင်းအတွင်းကနေပြီးတော့ခုခံပြစ်ခတ်ခြင်းတို့ကြောင့်နှစ်ဖက်တိုက်ပွဲပြင်းထန်နေတယ်လို့သိရပါတယ်။ထိုင်းဘက်အချမ်းကအမတ်နဲ့ချစ်ကြည်ဒရာကိုပိတ်လိုက်ပြီးတော့ထိုင်းစစ်တပ်ကလည်းအမတ်နဲ့ဒရာဘက်မှာအင်အားတိုးမြင့်ချထားပြီးတိုက်ပွဲကြောင့်မြဝတီဘက်ကထွက်ပြေးတိမ်းရှောင်လာတဲ့သူတွေများပြားတယ်လို့သိရပါတယ်။ မြောက်ဒီဒေသခံတဦးကမင်းညားကလည်းတညာလုံးပြက်ခတ်တန်းနေကြားနေရတယ်လက်နဲ့ကြီးတွေကလက်နဲ့ငယ်တွေရောပဲစစ်တပ်ကလေရင်နဲ့ဘုံလာကျဲတယ်အချိန်တွေကတော့တော်တော်ဆူဆူဝါးဝါးပဲတချို့ကတော့မဲဆောက်ဘက်အချမ်းကိုထွက်ပြေးနေကြတယ်လို့ပြောဆိုခဲ့ပါတယ်မြောက်ဒီမြို့နယ်အမတ်နှစ်တရားမှာဒီကနေ့ AP လ20ရက်နေ့မနက်အစောပိုင်းမှာတိုက်ပွဲတွေပြင်းထန်လာချိန်မှာပေါက်ကွဲတံများကိုထိုင်းနိုင်ငံမဲဆောက်ဘက်အချမ်းကကြားနေရကြောင်းကိုမဲဆောက်မှာနေထိုင်တဲ့သူတွေရဲ့ပြောဆိုချက်အရသိရပါတယ် ်မြောက်ရီမျိုးဆောင်တက်ခလိုက်ရ2.5တက်ကနေပြီးတော့ထွက်ပြေးလာတဲ့စစ်ကောင်စီတပ်သား200ဝန်းကျင်ပုံအောင်နေတယ်ထိုင်းမြန်မာအမှတ်နဲ့ချစ်ကြည်ဒရာဝဲအတွင်းကိုတော်လိုင်းတက်များက drone နဲ့ဘုံကျဲချခဲ့တယ်လို့သိရပါဗျ။ဒါ့အပြင် AP လ19ရက်နေ့မနက်ပိုင်းကစတင်ပြီးတော့ကော့ဂရိတ်မြို့နယ်စေနီယာထက်မင်းဲမှာစစ်ကောင်စီတက်နဲ့တော်လိုင်းတက်များတိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးတော့စစ်ကောင်စီဘက်ကအများအပြားတေဆုံးခဲ့ကြောင်းသတင်းရရှိပါရယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့အကျန်းဖတ်စေခေါင်းဆောင်မင်းအောင်လှိုင်ကသူ့ရဲ့ရုံတက်ရုံစင်ပြည်တွင်းခီးစဉ်များနဲ့လှုပ်ရှားသွားလာမှုများကိုသူ့ရဲ့ကိုရံတော်တက်ကလွဲပြီးတော့ပြည်ထရေးကာကွယ်ရေးအရက်ဘက်ဝင်ကြီးဌာနများနဲ့နေပြည်တော်စီရုံးချုပ်ကိုတောင်ကြိုတင်အသိမပေးတော့ဘူးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဧပြီလ14ရက်နေ့ညပိုင်းကပြည်ဦးလွင်ကိုအကျန်းဖတ်စေခေါင်းဆောင်မင်းအောင်လှိုင်ရောက်ရှိနေတဲ့အချိန် short တိုင်းများနဲ့ပြစ်ခတ်တိုက်ခိုက်ခံရခြင်းအေပီလ၄ရက်နေ့မနက်ပိုင်းကနေပြည်တော်မှာရှိတဲ့အကျန်းဖတ်စစ်ကောင်းဆောင်မင်းအောင်လှိုင်ရဲ့နေအိမ်ကို ဒရုန်းလေးစီးစီယုံချုပ်ကိုဆက်နက်စီးနဲ့အေလာလေးစိတ်ကိုအသေးခံဒရုန်းဆက်နက်စီးတို့နဲ့တိုက်ခိုက်ခံရခြင်းတို့ကြောင့်မင်းအွန်လိုင်းကသူနဲ့သူ့မိသားစုရဲ့လုံခြုံရေးအတွက်လှုပ်ရှားသွားလာမှုများကိုဝန်ကြီးဌာနများနဲ့စီယုံချုပ်ကိုတောင်အတိပေးခြင်းမရှိတော့ဘူးလို့သိရပါတယ်။အရင်ကကာကွယ်ဝန်ကြီးဌာနပြည်ထောင်ဝန်ကြီးဌာနနဲ့စီယုံချုပ်ကတော့တက်ချုပ်ရဲ့ခရီးစဉ်တွေနဲ့ပတ်သက်ပြီးတော့ကြိုတင်လုံခြုံရေးယူပေးရတာမန်းရှင်းတာတွေလုပ်ဖို့အနည်းဆုံး9ရက်ကြိုတင်အတိပေးတယ်။အခုတော့ကတ်ပြီးတော့ပဲပြောတော့တယ် ကြိုတင်လုံခြုံရေးယူပြီးတော့ရှင်းနေတာတွေကိုလည်းကိုရံတော်တက်ကပဲလှုပ်တော့တယ်ကိုရံတော်တက်ကိုလည်းအတွင်းစီအပြင်စီထက်တိုးချဲ့ထားတယ်လို့သိရတယ်အဓိကကတော့ပြင်းဥလွင်တိုက်ခိုက်မှုအပြီးနဲ့နေပြည်တော်ကို drone တွေနဲ့တိုက်ခိုက်တဲ့ဖြစ်စဉ်တွေကြောင့်အပြောင်းလဲတွေဖြစ်ကုန်တာလို့နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်ကပြောဆိုထားပါတယ်ဒါအပြင်လုံခြုံရေးဆိုင်ရာလျှို့ဝှက်ညွှန်ကြားချက်များနဲ့အမိတ်များကိုဖြစ်နိုင်သမျှစာရွက်စာတမ်းတွေကိုမသုံးတော့ဘဲနဲ့သကဝတ်များကုတ်များ ကားပြောစမ်းနဲ့ညွန်ကြားအမိန့်ပေးမှုများကိုပြောင်းလဲအသုံးပြုနေပြီးတော့စာရွက်စာတမ်းများမကြာခဏပေါက်ကြားမှုကိုကာကွယ်တဲ့သဘောဖြစ်တယ်လို့၎င်းကပြောဆိုခဲ့ပါတယ်။မင်းအောင်လိုင်ရဲ့ခီးစဉ်နဲ့နှုတ်ရှားသွားလာမှုများကိုနေပြည်တော်စီယုံချုပ်ကတော့အသိပေးခြင်းမရှိတော့ပဲအချင်းချင်းမယုံကြည်တော့တဲ့သဘောဖြစ်နေတယ်လို့သိရပါတယ်။ပြင်းနဲ့တိုင်းစစ်ကောင်းစီများကိုလည်းပြုတ်ဝညွန်ကြားစာများကိုပေးပို့ရမှာစာရွက်စာတန်းနဲ့ပေးပို့မှုများရှော့ချဖို့အတွက်မင်းအွန်လိုင်းကကိုယ်တိုင်နှုတ်နဲ့ညွှန်ကြားမှုများရှိနေကြောင်းသတင်းရရှိပါရယ်ခင်ဗျာ ဆက်လက်ပြီးတင်ဆက်ပေးရမယ်။တရင်ကတော့ကချင်ပြည်နယ်မြจีนားမြို့မှာရှိတဲ့အချင်းထောင်အတွင်းကိုစစ်သားနဲ့ရဲများဝင်ရောက်ပစ်ခတ်မှုကြောင့်နိုင်ငံရေးအကျဉ်းသား၂ဦးအပါအဝင်၄ဦးသေဆုံးပြီး၁၀ဦးကျော်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဧပြီလ၁၈ရက်နေ့ညနေ၄နာရီဝန်းကျင်အချိန်ကစပြီးတော့အာနာတိတ်အကြမ်းဖက်စစ်ကောင်စီကပေးတဲ့ရှော့ရက်ခံစားခွင့်၆ပုံတပုံမှာအကျုံးဝင်တော့လဲလွတ်မြောက်တဲ့အထဲမှာမပါဝင်တဲ့အတွက် အကျဉ်းဦးစီးဝန်ထမ်းတွေနဲ့အကျဉ်းသားများစကားများရန်ဖြစ်ရာကနေထောင်တွင်းဆန္ဒပြပွဲဖြစ်ပေါ်ခဲ့တယ်လို့သိရပါတယ်။အခုလိုမျိုးဆန္ဒပြမှုကိုဖြိုခွင်းဖို့အတွက်ရဲနဲ့စစ်သားအင်အား80ဟာရင်တန်း9စီးနဲ့အကျဉ်းထောင်အတွင်းကိုဝင်ရောက်ပြီးတော့ညနေ4:15မိနစ်အချိန်ကစတင်ပြီးလက်နက်ငယ်များနဲ့အချက်ကြီး100ထက်မနည်းပြစ်ခတ်ဖြိုခွင်းခဲ့ရာနိုင်ငံရေးအကျဉ်းသား2ဦးအပါအဝင် အကျဉ်းသား၄ဦးတေဆုံးခဲ့တယ်လို့သိရပါဗျ။ဒါအပြင်အကျဉ်းသား၅ဦးခန့်အသက်အန္တရာယ်စိုးရိမ်ရတဲ့အခြေအနေနဲ့ရင်ဆိုင်နေရပြီးတော့၁၀ဦးကျော်ဟာလည်းဆေးဝါးကုသဖို့အတွက်ရေးပေါ်လိုအပ်နေတယ်လို့သိရပါဗျ။လက်နက်မဲတဲ့တန်တိုင်းကြားကအကျဉ်းသားတွေကိုအကျဉ်းဥစည်းဝင်တန်းရဲနဲ့စစ်သားတွေကအစုလိုက်အပြုံလိုက်တပ်ဖြတ်မှုကိုရည်ရွယ်ချက်ရှိရှိလှုပ်ဆောင်ခဲ့တာဖြစ်တဲ့အတွက်ပြည်သူတွေနဲ့နိုင်ငံတကာကိုအသိပေးကြပါတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ကကိုတိုက်ထွန်းဦးကပြောဆိုထားပါတယ်။ မနေ့ကဧပြီလ16ရက်နေ့ညနေ3:00နာရီအချိန်ထိတိုင်အောင်အကျင်းထောင်အတွင်းကလူနာတင်ရင်နေနဲ့အကျဉ်းသားများကိုခေါ်ထုတ်နေစေဖြစ်ပြီးတော့လက်ရှိဒဏ်ရာရတဲ့သူဒါမှမဟုတ်သေဆုံးတဲ့သူများကိုမြေကြီးနားမြို့မှာရှိတဲ့မိသက်ကားများနဲ့တဲယူထုတ်နေတယ်လို့သိရပါဗျ။မြေကြီးနားအကျဉ်းထောင်ထဲကနေတဲထုတ်သွားတဲ့သူတွေကိုစေယုံကိုပို့ဆောင်ခြင်းမရှိဘဲနဲ့စစ်တပ်ဝင်အတွင်းထဲမှာရှိတဲ့စစ်စေးယုံကိုတဲဆောင်သွားတာကိုတွေ့ရှိရကြောင်းကိုမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကိုရက် PPNM ကထုတ်ပြန်ထားပါဗျ။လက်ရှိထုတ်ပြန်နေတဲ့အချိန်ထိ အကျဉ်းထောင်ထဲမှာလုံခြုံရေးအင်အားတွေတိုးချထားပြီးတော့မြေကြီးနာအကျဉ်းထောင်တွင်းမှာဖြစ်ပေါ်နေတဲ့တပ်ဖြတ်မှုညှဉ်းပန်းမှုများအပြင်ကိုမပေါက်ကြားစေရန်အတွက်အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံစစ်သားရဲနဲ့အကျဉ်းဦးစီးဝန်ထမ်းတွေကပူးပေါင်းပြီးတော့လှုပ်ဆောင်လျက်ရှိတယ်လို့သိရပါတယ်။အကျဉ်းထောင်အတွင်းမှာအကျဉ်းသားများကိုအကြမ်းဖက်နှိမ်နှင်းပစ်ခတ်မှုကိုမြေကြီးနာခရိုင်ရဲတပ်ဖွဲ့မှုကဥဆောင်ပြီးတော့လှုပ်ဆောင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အကျဉ်းထောင်ရဲ့တရင်အင်းမြစ်တစ်ခုကတေဆုံသွားတဲ့နိုင်ငံရေးအကျဉ်းသားနှစ်ဦးဟာကိုအောင်နိုင်ထွန်းအဖ ဦးထေးရွှေအသက်22နှစ်ပုံမှ905ကကြီး16ကကြီးလက်နက်မှုများနဲ့ထောင်ဒဏ်9နှစ်ကိုကျော်စိုးဝင်းအသက်28နှစ်ပုံမှ54ကကြီးထောင်ဒဏ်10နှစ်တို့ဖြစ်ကြောင်းတရင်ရရှိပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ကချင်ပြည်နယ်ပူတောင်မြို့နယ်မှာရှိတဲ့စစ်တပ်ဒေါက်တိုင် ခရိုနီဦးတေစာပိုင်နယ်ပူတောင်မလိခ Lost Hotel မီးလောင်ပြီးတော့အကုန်ပြကျသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဧပြီလ20ရက်နေ့မနက်6:00နာရီအချိန်ကမှဥတေဇာပိုင်နယ်ပူတာအိုမလိခ Lodge Hotel မှာမီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီးတော့မီးလောင်ကျွမ်းမှုကြောင့်ဘင်္ဂလား15လုံးရှိတဲ့ Hotel တစ်ခုလုံးမီးလောင်ပြကျသွားတယ်လို့သိရပါတယ်။မီးလောင်ကျွမ်းရတဲ့အကြောင်းရင်းကိုတော့မသိရသေးဘူးလို့ဒေသခံတွေကပြောဆိုခဲ့ပါတယ်။ဘလို့ဖြစ်ပြီးတော့မီးလောင်လဲတော့မသိရသေးဘူး။မီးလောင်တာကတော့ Hotel တစ်ခုလုံးအကုန်ကုန်သွားပြီ။တစ်ခုမှအကောင်းမကြံတော့ဘူး။မနက်6:00နာရီမှာလောင်တာကုန်ပြီ။ အဲ့ဒီဟိုတယ်ကဈေးလဲတော်တော်ကြီးတဲ့ဟိုတယ်ပဲစစ်တပ်တောက်တိုင်လဲဟုတ်တယ်လို့ဒေသခံပြည်သူတို့ကပြောကြားထားပါတယ်။ဥတေဇာရဲ့ပူတောင်မလိခ Lost Hotel ဟာတညကိုပြန်မြဒေါ်လာ200ဝန်းကျင် ပေါက်ဈေးရှိပြီးတော့ခရီးသွားရာသီတွေဆိုရင်အလွန်ဈေးနှုန်းမြင့်မားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။